အချန်ဂရီနီတငယ်ချင်းများအားလုံးမင်္ဂလာပါရှင်။တမီးတို့ဖဲရတော့ group 3ဖဲပဲဖြစ်ပါရခင်။တမီးရတော့တိုက်ကြီးခွနစ်တဲ့နေမှာအေးရကျေဆုံးနေလူဦးရေများဆုံးနေတဲ့အားရတဲ့ကြောင်ပြပြပေးသွားမယ်။ရေလဲပြီးမှဝန်တင်မယ်ဖြစ်ပါရခင်။အားလုံးပဲတမီးတို့ဖဲတည်ဆဲမှုကိုစိတ်ဝင်စားနေကြည့်ရှုပေးဖို့အတွက်မြင့်တရရခင်အပ်ပါရခင်။အားရတဲ့ကြောင်ပြောခင်မှာတော့သမီးတို့အခုပြောမယ်ခေါင်းစဉ်လေးကိုရင်းရင်းဆုံးပြပြပေးသွားပါမယ်။အဲအရာတွေကတော့ အာရှတိုက်ရှိပါဝင်သောနိုင်ငံများမိမနာသိပင်နေထားအာရှတိုက်မီဒီယာပေါ်နေရာသူဥတို့နေထားလူဦးရေအာရှတိုက်ရှိတိုင်းမြင့်အဆောက်အုံစိုက်ပျိုးရေးရေးချင်းမှုနဲ့ပို့ဆောင်စေတဲ့ရေရွယ်ဖြစ်ပါရဲ့ရှင်ပထမဦးစွာသမီးကတိုက်ကြီးခွနတဲ့အမည်ကိုရင်းဆုံးပြောပြပေးသွားပါမယ်။အဲ့ဒီတိုက်ကြီးခွနတဲ့အမည်ကတော့မြောက်အမေရိကတိုင်း၊တောင်အမေရိကတိုင်း၊ဥရောပတိုင်း၊အာဖရိကတိုင်း၊အန္တာတိကတိုင်း၊အော်စတြေးလျတိုင်းနဲ့ အာရှတိုက်တူပဲဖြစ်ပါတယ်ရှင်။ကဲတမီးရောအာရှတိုက်ကြောင်းကိုစပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။အာရတိုက်ထဲမှာပါဝင်တဲ့နိုင်ငံတွေကတော့ကူဝိတ်နိုင်ငံ၊တောင်ကိုရီးယားနိုင်ငံ၊မြောက်ကိုရီးယားနိုင်ငံ၊ကာတာနိုင်ငံ၊ကမ်ဘောဒီးယားနိုင်ငံ၊ဂျပန်နိုင်ငံ၊ဂျော်ဒန်နိုင်ငံ၊စင်ကာပူနိုင်ငံ၊ sorry အာရဗျနိုင်ငံ၊ဆီးရီးယားနိုင်ငံ၊ပြုတ်ပြီးသူတမနာနိုင်ငံ၊တွီဂီနိုင်ငံ၊ယီမန်နိုင်ငံ၊ထိုင်းနိုင်ငံ၊နီပေါ်နိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊ဖိလစ်ပိုင်နိုင်ငံ၊ဘာရိန်းနိုင်ငံ ၊ပြင်နန်နိုင်ငံ၊မင်္ဂလားဒေ့ရှ်နိုင်ငံ၊ဘူတန်နိုင်ငံ၊မလေးရှားနိုင်ငံ၊မော်ရဒိုင်နိုင်ငံ၊အိုမန်နိုင်ငံ၊မြန်မာနိုင်ငံ၊မွန်ဂိုလီးယားနိုင်ငံ၊ယီမန်နိုင်ငံ၊လာအိုနိုင်ငံ၊လက်ဖ်နော်နိုင်ငံ၊ပြီးလင်ကာနိုင်ငံ၊အာဖဂန်နစ္စတန်နိုင်ငံ၊အာရဗ်စောဘားများပြည်ထောင်စု UAE ၊အီရန်နိုင်ငံ၊အီရန်နိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံ၊အဇမ်ရီးယားနိုင်ငံ၊ရုရှားနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ပဲဖြစ်ကြပါရဲ့ရှင်။ဒီမင်းအောင်တည်ပြနေတာ။ ာရှတိုက်ကိုဘူမီရှူတာကနေကြည့်မယ်ဆိုရင်အာရှတိုက်ကိုတတရင်မြေကူတွေနဲ့ဖွဲ့စည်းထားပါတယ်။အာရှတိုက်ရဲ့တောင်ဘက်ပိုင်းမှာ Arabian နဲ့ Area ကြောဆွဲမြောက်ဘက်ပိုင်းမှာ Siberian ကုန်းမြစ်တွေကအာရှလေဘက်မှာတောင်းလိုက်နေတဲ့ကုန်းတန်းများခေတန်းများကိုကာရနေရှိပါတယ်။အာရှတိုက်ရဲ့နောက်လေဘက်နဲ့ Siberian ဒေသများစုကိုမြောက်ဘက်မြေနေဒေသကျယ်မွန်းလာတဲ့ရုပ်ပြည်ဒီဘက်ဒေသကိုပယ်နေမိနာပြည်ထဲ င်တန်း5000မီတာ4590 11ကုန်းမြင့်ဒေတာမြင့်ကိုကမ္ဘာအကြီးဆုံးတာရန်နေဖြစ်တဲ့ဟီမော်တာကာရာကိုရန်ခေါ်လောတန်ရှန်နဲ့ဟိန်နူကောတို့ကဝန်ရထားပါတယ်တောင်ပိုင်းအေရိယာနဲ့အာရေဗျန်ကျောဆယ်မှာတောင်ကျောတွေကတော့ကန်ဂျစ်နဲ့တီဂရစ်ယူဖရတီလေပင်များထိတည်တန်းနေရှိပါတယ်အရှာရှိပိုင်းမြေနေဒေတာတရုတ်ပြည်မှာတောင်ကုန်းတွေကတော့အလဲပိုင်းကုန်းမြင့်ဆုံးဖြစ်ပုံဖော်ထားပါတယ် မြန်မာနိုင်ငံမှာကမ္ဘာအမြင့်ဆုံး8000ထုံပင်လယ်ရင်မြနာပြည်ထဲပင်19000 35မီတာ1850နဲ့ဂျော်ဒန်နိုင်ငံမှာကမ္ဘာအနှိမ့်ဆုံးပင်လယ်သည်ပင်လယ်ရင်မြနာပြည်အောင် ပေ1300ဆင့်နဲ့မီတာ400တို့ကအာရှတိုက်ထဲမှာရှိကြပါတယ်။ဒါပြင်မိခင်မျိုးတို့မှာတိုးချင်းထင်လာတဲ့ကြောဆယ်တွေကတော့သမုဒ္ဒရာတွေကိုပင်လယ်များပင်လယ်အော်များဖြင့်ကွဲသွားစေပါတယ်။ပြီးတော့အဲ့ဒီပင်လယ်နဲ့ပင်လယ်အော်တွေကိုအာရှရဲ့ကျောင်းစုတွေကဝန်းရင်လည်ရှိပါရဲ့ရှင်။အာရှတိုက်မီဒီယာပေါ့အာရှတိုက်ရာဆိုရင်ကမ္ဘာရှိကြဆုံးလူနေမှုစနစ်နဲ့ရေကြီးမှုများထောက်ခံခဲ့တဲ့အရာတစ်ခုဖြစ်ပါတယ်။ဆူမာဘေဘီလော အက်ဆီးရီးယားမီဒီယာနဲ့ပါရှားတို့ဟာအလောရှိကြတဲ့မူနီမုစနစ်နဲ့ရည်ကျမှုများထောက်ခခဲ့တဲ့အင်ဗာယာဖြစ်ကြောကြားခဲ့ပါတယ်။အာရှဆိုတဲ့မြေဟာရှီယန်ဂရိဘာသာစကားမှဆင်၊နင်ဒီဘာသာတို့ဆင်တင်လာပြီးတော့ထိုမှဆင်အင်္ဂလိပ်ဘာသာစကားတို့ဆင်တင်လာပါတယ်။အာရှဆိုတဲ့မြေကို BC 400ခန့်မှာဟီရိုဒိုနက်ကအာရှမိန်းနားဆိုပြီးတော့ပါထမဆုံးညွှန်ဆိုခဲ့ကြောင်းတွေ့ရှိရပါတယ်။ပြီးတော့ကမ္ဘာပေါ်မှာကြီးဆုံးသောယူဝါဒပေါင်းစုံစတင်ပေါက်ဖွဲ့ခဲ့ရတဲ့တိုက်ကြီးလည်းဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့အခြားတဲ့အကြောင်းရတီဥစုအနေနဲ့ထားလူဦးရေစိုက်ဖြုတ်ရေးများကိုရှာဖွေသိရှိသလောက်ပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ ကမ္ဘာပေါ်မှာအမြင့်ဆုံးဖြစ်တဲ့တောင်ထိပ်အီဗန်နဲ့အကျယ်ဆုံးဖြစ်တဲ့ကုန်းပြင်မြင့်ရင်းမြစ်ပြင်အားနှိမ့်ချဆောင်သောဒေသပင်လယ်သည်မိုးဆူဆုံသောအရက်အကြီးဆုံးရေကန်ကက်စပီယန်ပင်လယ်အချောက်တွေဆုံးသောနေရာနေရာဒီနဲ့ဆောင်းရာဒီအပူချိန်ဒီကရွေကခြားဆုံးဌာနလီဖီးယားအနည်းဆုံးသောဒေသစရီယိုဒီယာကမ္ဘာပေါ်ရှိအထူးခြားဆုံးသောတိုက်ကြီးလည်းဖြစ်ပါတယ် အခြားတိုက်ကိုခြေတောင်အားရှအလယ်အားရှအရှေ့အားရှမြောက်အားရှအနောက်တောင်အားရှအိန္ဒိယဆိုပြီး၆ပိုင်းခွဲခြားထားပါရဲ့အခြားတိုက်ရဲ့ရာဒီဥတုမှာအပူပြင်းဆုံးတဲကန္နာရမှာအိခန့်နေရဲ့ရေခဲပြင်မုတ်တုံမိုးကြောင့်အမျက်ဆူဆူတက်ဒေတာများမှာအမျက်ခြောက်တွေ့နေတဲ့ဒေတာများထိရာဒီဥတုမျိုးစုံတွေ့နိုင်ပါရဲ့ အာရှရဲ့လူဦးရေအခြေအနေကိုဖော်ပြရမယ်ဆိုလည်းရင်အာရှတိုက်တီကမ္ဘာပေါ်ရှိတိုက်ကြီးများတွင်အကြီးဆုံးနှင့်လူဦးရေထူထပ်ဆုံးဖြစ်ပြီး1969ခုနှစ်တွင်အာရှလူဦးရေ1900ခုနှစ်တန်းဖြစ်ပြီးကမ္ဘာလူဦးရေ60ရာခိုင်နှုန်းသည်အာရှတိုက်တွင်နေထိုင်ကြသည်အာရှ၏လူနေထူထပ်မှုသည်ဓာတီဥတုနှင့်မြေမျက်နှာတွင်ပြောင်းမှုတည်ပြီးခွဲခြားနိုင်ပါသည်မဟုတ်တော့ရာဒီယို နဲ့မြစီဟောစာပေါ်ကျွားတော့နုံနေမင်းလူတွေမြင်များသည့်ဦးနေအထူးသက်ဆုံးဒေတာအဖြစ်သတ်မှတ်နိုင်ပါသည်အိန္ဒိယမှာဂန်ဂျက်စ်လွင်ပြင်များတရုတ်ပြည်မှာဂျန်စီနဲ့မြောက်ပိုင်းလွင်ပြင်များဂျပန်မှာနုံနေမင်းလူတွေမြင်ငယ်များနဲ့မိသားပေါက်ကွက်မှုကြောင့်မြစီလာကောင်းမွန်နေသောမလေးကျွန်းစုများမှာနုံနေမင်းလူတွေမြင်များဖြစ်ကြပါသည်မြန်မာလူနေမှုစနစ်မှာဆက်မှုဖွံ့ဖြိုးသောဂျပန်၊ကိုရီးယားနဲ့ထိုင်ဝမ်တို့တွင်အများဆုံးတွေ့ရနိုင်ပါသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများအနက်အသက်တရာကျော်ရှိလူပေါင်း9000ကျော်နေထိုင်သောနိုင်ငံမှာဂျပန်နိုင်ငံဖြစ်ပြီးပြည်များအားဖြင့်ဂျပန်လူမျိုးတစ်သိန်းတွင်64ယောက်ခန့်မှာအသက်တရာကျော်အထိနေနိုင်လေးရှိကြပါသည် အာရှတိုက်တွင်ကမ္ဘာအမြင့်ဆုံးစာအုပ်ဆယ်ခုအနက်ကိုကူမှာအာရှတိုက်တွင်ရှိနေပါတယ်။ကမ္ဘာအကြီးဆုံးကွန်တိုက်ဆယ်ခုစလုံးဒီအာရှတိုက်တွင်သာရှိနေပြီးအကြီးဆုံးကွန်တိုက်မှာတရုတ်နိုင်ငံမှာဆောက်ချိုင်းကမောဖြစ်ပြီးစတူယန်ပင်ခုနှစ်တသက်မှတတိုင်းခန့်ရှိပါတယ်။ဆိုင်ပြူရင်းမှာဆိုရင်လည်းတရက်ဒီဆိုင်ပြူထုံးလုံးဆုံးနိုင်ငံမှာအိန္ဒိယဖြစ်ပြီးနှစ်စဉ်တရက်ဒီတန်ချင်း၁၈တန်ကျော်ထွက်ရှိပါတယ်။ဒုတိယနေရာရှိတရုတ်မှာတော့တရက်ဒီတန်ချင်း၄၈တန်ခန့်ထွက်ရှိပါတယ်။ ။ကျွန်တော်တို့အာရှတန်ရဲ့ Greenjia Mass Transportation အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။ဘာသာဥဆုံးကျွန်တော်ပြောသွားမှာကတော့အာရှတန်ရဲ့ Greenjia ဆိုတဲ့ဘာသာရင်းအကြောင်းဖြစ်ပါတယ်။ကျွန်တော်တို့အာရှတိုင်းမှာဆိုရင်ဒီအာရှလူဦးရေရဲ့သုံးပုံပုံခန့်ကမွန်ဂိုမျိုးနွယ်တွေဖြစ်ကြပါတယ်။အာရှမှာအဓိကကိုးကွယ်ကြတဲ့ဘာသာတွေကတော့ဟိန္ဒူဘာသာဒီဘာသာကိုတော့အိန္ဒိယမှာခြေသုံးပါတယ်။ဟိရဝါဒဘုရားဘာသာကိုတော့တိဗိလင်ကမြန်မာ ထိုင်းကမ္ဘောဒီးယားဗီယက်နမ်နဲ့လောနိုင်ငံတွေမှာဆိုရင်ကျစ်သုံးပါတယ်။နောက်ခုဒီဘက်ပေါ့ဒါဘာတော်ကိုတော့မွန်ဂိုလီးယားမှာအထူးသဖြင့်ကျစ်သုံးပါတယ်။ကုတယုံနဲ့ကုရီးယားမှာဆိုရင် ကော်ဖီရှင်ဝါဒတာအိုဝါဒတွေနဲ့ရောထွေးနေပြီးတော့ဂျပန်မှာဆိုရင်ကော်ဖီရှင်ဝါဒရှင်တိုဝါဒတွေနဲ့ရောဆက်နေပါတယ်။ အနောက်တောင်နဲ့တောင်အာရှအာရှအနောက်11မလေးရှားနဲ့အင်ဒိုနီးရှားတွေမှာဆိုရင် အစ္စလမ်ဘာသာဖရင်ပိုင်းအရှေ့တီမောနဲ့ဗီယက်နမ်တို့မှာဆိုရင်ကက်တလစ်ဝါဒါတို့ကိုယ်ဝန်ကြပါတယ်။ဟုတ်ကဲ့ပါအခုကျတော့မရင်းဂျီယန်ဆိုတဲ့ဘာသာရေးအကြောင်းကိုပြောပြသွားပါပြီ။နောက်လာမယ့်အကြောင်းပြောသွားမှာကတော့ transportation ဆိုတဲ့ level စီစဉ်အကြောင်းဖြစ်ပါတယ်။ ဒီလမ်းမဆက်တယ်ရေးမှာဆိုရင်တော့19ရာစုအထိတော့ပင်လယ်ရေရေတွေနဲ့တွင်ထားတဲ့ကိုလန်းတမောင်ဖော်လူသွားရေလမ်းကြောင်းတွေကပြည်သူတာနဲ့ဖော်ပြတိုးတက်လာပြီးပဲဖြစ်ပါတယ်။နောက်ပဲ19ရာစုအနောက်ပိုင်းတွဲမှာဆိုရင်ပင်လယ်ကူတက်ဖော်ရင်းစီမှာဒီကြီးမားတဲ့ changes ခုရှိလာခဲ့ပါတယ်။ဒါကဘာလဲဆိုတော့ ယထာနဲ့ကုန်တန်းတည်ယူပို့ဆောင်ရေးကပြည်နယ်တစ်ခုကနေတစ်ခုကိုခင်းတယ်တွေအာသွာလာမှုတွေနဲ့ဒီဝေးကွာတဲ့နံတွေတွေကနေပြီးတော့ကိုပြည့်စီအများများကိုတည်ယူဖို့တဲ့အရေးကြီးလာခဲ့ပါတယ်အခြေတဲမှာပဲကြီးမားတဲ့စိတ်ကမ်းတွေမှာကော်တင်နာဆောက်အောင်တွေတည်ဆောက်ကြတယ်စိတ်ကမ်းတွေနဲ့ဒီဒီကော်တင်နာဆောက်အောင်တွေမြန်မာရဲ့ဆောက်အောင်ကြီးတို့တည်သက်တာနဲ့ဖော်ပြတိုးတက်လာခဲ့ပြီးတော့အာရှတိုင်းမှာဆိုရင်ဒီကုန်းရဲဘိုင်းကိုရထားလမ်းတွေကားလမ်းတွေနဲ့ချိတ်ဆင့်ထားတာကိုကျတို့ အခုကျွန်တော်ပြောတာလည်းထမ်းပါဆိုရင်သိမြင်ရမှာဖြစ်ပါတယ်။ဒီဟာက blue land ဆိုတော့ကျွန်တော်တို့ရဲ့ဒီ Asia တန်ရဲ့ transportation ကသိသပါနဲ့တည်လာကြအောင်ကိုကျွန်တော်ကအဓိကပြောသွားချင်တာပါ။ Asia တန်ရဲ့ချမ်းသာဆုံးနိုင်ငံ၊နိုင်ငံ Asia တန်ဟာလူ့ရည်များစုံတက်ဖြစ်တာနဲ့ညီယခုနှစ်တွင်မှာလူ့ရည်များစွာစီးပွားရေးထုတ်တက်မှုတွေဖြစ်ပေါ်နေတဲ့တိုက်ချင်းတိုင်းလည်းဖြစ်ပါတယ်ရှင်။အာရှတိုင်းမှာပါဝင်တဲ့နိုင်ငံများစုဟာလည်းလည်းနိုင်ငံတွေသာဖြစ်ပေမဲ့ ကျွန်းနိုင်ငံတွေကတော့ကမ္ဘာချမ်းသာဆုံးထိတ်တန်းနိုင်ငံစည်းမာတာပါဝင်နေပါတယ်။ဒီလိုချမ်းသာဆုံးနိုင်ငံတွေဖြစ်သက်မှတ်ရမှာနိုင်ငံသားတဦးချင်းစီရဲ့နေ့စဉ်ပြည်မြောက်ဝင်ဝင်နဲ့တိုက်တာတာဖြစ်ပါတယ်။နံပါတ်၁စင်ကာပူနိုင်ငံတဦးချင်းဝင်ဝင်3,942ဒေါ်လာကမ္ဘာစီးပွားရေးနယ်ပယ်မှာတဟုတ်ထိုးတိုးတက်နေတဲ့စင်ကာပူနိုင်ငံဟာအာရှရဲ့အချမ်းသာဆုံးနိုင်ငံစီးရဲ့ပထမနေရာမှာယက်တည်နေပါတယ်။ စကပူဟာစီးပွားရေးစနစ်အားဖြင့်အလွန်လတ်ဆုံးထိထွေးကျဆမှုအကောင်းဆုံးပြိုင်ဆိုင်မှုအများဆုံးနဲ့စီးပွားရေးလုံခြုံရေးအကောင်းဆုံးစတဲ့ကောင်းမွန်မှုများနဲ့ပြည့်စုံတဲ့နိုင်ငံဖြစ်ပါတယ်။ရှေ့ပြိုင်မှုပြစ်ထန်မှုလုပ်ငန်းကျွမ်းကျင်မှုနဲ့အစိုးရရဲ့စီးပွားရေးစီမံခန့်ခွဲရေးကောင်းမွန်မှုချစားမှုကဲဆယ်ခြင်းတွေကစီးပွားရေးတိုးတက်ခြင်းရဲ့အဓိကအချက်တွေပဲဖြစ်ပါတယ်။ electronic ပစ္စည်းထုတ်လုပ်ခြင်း၊ဗန်လုပ်ငန်း၊ဒီနန်သက်စစ်ခြင်း ရောပါအစားစာနဲ့အဖျော်ရမကဒေဖွန်ချင်းရှောက်လုံရင်တင်းကုန်ထုတ်ကုန်လုပ်ငန်းတွေဟာစင်ကာပူနိုင်ငံရဲ့အဓိကလုပ်ငန်းတွေပဲဖြစ်ပါတယ်ရှင်။နံပါတ်1ကာတာနိုင်ငံတူးချင်းဝင်ငွေ9,462ဒေါ်လာကာတာနိုင်ငံဟာအနောက်အာရှတွင်တည်ရှိသောအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပါတယ်။အာရတ်ကျွန်းဆယ်ကြီးရဲ့အစ်မြောက်ဘက်ခြမ်းမှာရှိသောကာတာကျွန်းဆယ်လေးပေါ်မှာတည်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ရှင်။ ကဘာပေါ်မှာတတရကြီးမှဆုံးသောတဘောတန်းခွေရဲမြက်နဲ့ရင်းနိုင်ရဲမြက်ကိုပိုက်ဆိုင်ထားတဲ့အတွက်ကြောင့်ကဘာချမ်းသာဆောင်ဦးချေဝင်ဝင်ကောင်းတဲ့နိုင်ငံဖြစ်နေတာဆိုရင်လည်းမမားပါဘူးပြီးခဲ့တဲ့နှစ်ကပတ်မှတ်နေရရခဲ့တဲ့ကာတာဟာယခုနှစ်မှာတော့အရှိတစေကျဆင်းသွားခဲ့ပါတယ်ရင်းနံကိုအဓိကလောက်ကင်ပြီးစုစုပေါင်းစီးပွားရေးရဲ့ခနစာရခိုင်နှုန်းကိုရင်းနံမှရရှိပါတယ်အခြားအဓိကလုပ်ငန်းတွေကတော့တဘွားတန်းခွေနဲ့အခြားတန်းခွေများဓာတ်မြေဩဇာနေရန်တာတို့ ၊တမနီ၊ဒီလန်မြင်းနဲ့တက်ဖို့ပြပြချင်းလုပ်ငန်းတွေပဲဖြစ်ပါတယ်။နံပါတ်3မကောင်နိုင်ငံတူချင်းဝင်ငွေ9606ဒေါ်လာအလဲမြဝကျောပေါ်ဒေတာအနောက်ပိုင်းမှာတည်ရှိတဲ့မကောင်ဟာလေဟောင်ကောင်ကဲ့သို့ပင်တရုတ်နိုင်ငံရဲ့ထူးအုပ်ချုပ်ရေးနယ်မြေဖြစ်ပြီးမကောင်ဆိုရကတည်တံ့အုပ်ချုပ်ပါတယ်။မကာအိုကို အရှင်တိုင်ရဲ့လက်စ်ဗီဂန်အရှင်တိုင်ရဲ့လောကဆောင်မျိုးတော်ဆိုပြီးတော့လူသိများကြပါတယ် အမတ်တကယ်လဲကာစီနိုဝိုင်းတွေကမကာအိုစီးပွားရေးရဲ့လွန်ရေးပါတဲ့ကာရမှာတရှိနေပါတယ်။မကာအိုမှာလောက်ကစားယုံကြည်ပေါင်း60ခုထောင်ရှိပြီးနိုင်ငံဝင်ငွေထက်ဝက်ကျော်ကိုဒီကနေရရှိတာပဲဖြစ်ပါတယ်။အခြားလုပ်ငန်းတွေအနေနဲ့ကတော့ဟိုတယ်နဲ့ခရီးသွားလာရေးအဝတ်အထည်၊ချီမြင်၊ electronic ၊အနက်နဲ့အရုပ်ထုတ်လုပ်ခြင်းလုပ်ငန်းတွေကိုလုပ်ကိုင်ကြပါတယ်။နံပါတ်၄ဘရူနိုင်းနိုင်ငံ။ တူးချင်းဝင်ငွေ6,405ဒေါ်လာ၈ဒေါ်အားစားရဲ့ချမ်းသာဆုံးနိုင်ငံတနိုင်ငံစီးရေးဝင်ဘရူနိုင်းဟာအာရှချမ်းသာဆုံးစီးရေးမှာနံပါတ်၄ဖြစ်တယ်လို့ကမ္ဘာအချမ်းသာဆုံးစီးရေးမှာလည်းနံပါတ်၈နေရာမှာရှိနေပါတယ်။ကျွဲဝပြီးလူရင်နေပါတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်လူနေမှုအဆက်တန်းလည်းမြင့်မားပါတယ်။ဘရူနိုင်းနိုင်ငံသားတွေဟာအခေါ်ဆောင်စရာမလိုပညာရေးအခမဲ့စေကူတာခွင့်အခမဲ့ရရှိထားကြပါတယ်။ရင်းနှံအလောထက်တဲ့နိုင်ငံဖြစ်ပြီး ရေနံနဲ့တဘောတန်ခွေတိုက်များအပေါ်မှာမိခိုနေပါတယ်။ရေနံဟာဘရူနိုင်းရဲ့အဓိကပုဂ္ဂိုလ်ဖြစ်ပြီးဝင်ဝင်60ရာခိုင်နှုန်းနီးပါးဟာရေနံနဲ့တာဝါတန်းခွေတွေကနေပြီးတော့ရရှိတာပဲဖြစ်ပါတယ်။အဓိကစီးပွားရေးလုပ်ငန်းများများဆက်စပ်မရှိဘဲရေနံနဲ့တာဝါတန်းခွေတူဖို့ချင်းရေနံသက်ဆင်ချင်းစက်ပြိုးရင်းနဲ့ရှောက်လုပ်ရေးလုပ်ငန်းများသာရှိပါတယ်။နံပါတ်5ဟောက်ကောင်နိုင်ငံတူးချင်းဝင်ငွေ6236ဒေါ်လာ ဟောက်ကောင်ဟာတရုတ်နိုင်ငံရဲ့အထူးအုပ်ချုပ်ရေးနယ်မြေတစ်ခုဖြစ်ပေမဲ့အများကတော့တခြားဒေသတစ်ခုဖြစ်ပေမည်လို့ရှိပါတယ်။ခမီးပြီးစီးပွားရေးဆိုတစ်ခုဖြစ်တဲ့ဟောက်ကောင်ဟာလူရေ9တန်းကျော်သာရှိပေမဲ့အခြားသာသောနိုင်ငံတွေထဲမှာပါဝင်ပါတယ်။တွင်းကုံထုတ်ကုံနဲ့စစ်မှုလုပ်ငန်းများကိုအဓိကလုပ်ကိုင်လျက်ရှိပါတယ်။ချီမြင်နဲ့အထက်ဘဲလုပ်ငန်း၊ခီးသွားလာရင်တက်ဖို့တည်ဆောက်ရေးလုပ်ငန်းများ၊အီလက်ထရောနဲ့ plus တဲ့နာယီလက်ပတ်နာယီထုတ်လုပ်ရေးများကိုလုတ်ကင်ကြပါတယ်။နံပါတ်6 UAE နိုင်ငံတူချင်းဝင်ငွေ9,844ဒေါ်လာ UAE နိုင်ငံဟာအချိန်ကဆေးရဲနိုင်ငံတနိုင်ငံဖြစ်ပေမဲ့ရင်းနှံထွက်ရှိပြီးနောက်ပိုင်းမှာတော့ချမ်းသာတဲ့နိုင်ငံစီးရဲဝင်လာခဲ့ပါတယ်။လက်ရှိမှာတော့ခေတ်မီအဆောက်အဦအများဆုံးရှိရာနိုင်ငံဖြစ်ပြီးလူသိများတဲ့ဒူဘိုင်းမြို့ရှိတဲ့နိုင်ငံပါ။ ထူးခြားတာကတော့ဒီနေ့ UAE နိုင်ငံရဲ့ချမ်းသာမှုဟာရေနံကြောင့်အဓိကမဟုတ်တော့ဘဲကမ္ဘာလက်လက်ခီးသွားလာရေးတွေကြောင့်ဖြစ်ပါတယ်။အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ရေနံဒူပေါ်ချင်းဟိုတယ်နဲ့ခီးသန်းဝဆောင်မှုငါးဖက်လုပ်ငန်းများတက်ဖို့ပြပြရင်ဆောက်လုပ်ရင်းဘီလက်မြင်နဲ့မြေဩဇာထုတ်လုပ်ရေးတွေပဲဖြစ်ပါတယ်ရှင်။နံပါတ်9ထိုင်ဝမ်နိုင်ငံ။ တူချင်းဝင်ငွေ9,398ဒေါ်လာထိုင်ဝမ်ကတော့အရှိအာစားရဲ့ထိုင်ဝမ်ကျောပေါ်မှာတရှိတဲ့နိုင်ငံဖြစ်ပြီးနိုင်ငံရဲ့တရားဝင်မြင်ကတရုတ်သမ္မတနိုင်ငံဖြစ်ပါတယ်။ထိုင်ဝမ်ကိုတခြားနိုင်ငံမဟုတ်ပဲတရုတ်နိုင်ငံရဲ့နယ်မြေလို့တရုတ်ဆိုရကသတ်မှတ်ထားတယ်လို့ဘူနာသမဲကစီးမှာလဲထိုင်ဝမ်ဟာမပါရှိပေမဲ့အများစုကတော့ထိုင်ဝမ်ကိုနိုင်ငံတစ်ခုအဖြစ်အတိမဲ့ပြထားကြပါတယ်။သူဆိုရနဲ့သူတိတက်နိုင်ငံအဖြစ်အုပ်ချုပ်လျက်ရှိတဲ့ထိုင်ဝမ်ဟာ အာရှရဲ့စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။1950ခုနှစ်ဝကျက်ထိစိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ခဲ့ပြီးစစ်မှုနိုင်ငံအဖြစ်တဖြည်းဖြည်းပြောင်းလဲတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကစိုက်ပျိုးရေးကဏ္ဍဟာနိုင်ငံစီးပွားရေးရဲ့တုံးဆက်ရခိုင်နှုတ်ခမ်းရှိနေပြီးယနေ့ယနေ့ဒီနေ့အချိန်မှာတော့နေရခိုင်နှုတ်ခတ်တာပါဝယ်ပါတော့တယ်။နှစ်30အတွဲနေ့စဉ်ပြောင်းပြန်စီးပွားရေးတိုးတက်နှုန်းက800ခိုင်နှုတ်ခန့်ရှိခဲ့ပါတယ်။ အဓိကစီးပွားရေးအနေနဲ့ IT နည်းပညာစစ်သွဲရေး electronic ရေနံသက်စင်ချေချီမြင့်နဲ့အထက်တမဏိဆက်မှုဝိလက်မြေအစားအစာရေများထုတ်လုပ်မှုဆက်စပါးပြောင်းတိနယ်စိုက်ပျိုးရေးစတဲ့လုပ်ငန်းတွေကိုလုပ်ကင်ကြပါတယ်။နံပါတ်၈ဘာရိန်နိုင်ငံတဦးချင်းဝင်ငွေ9214ဒေါ်လာဘာရိန်နိုင်ငံဟာပါရှန်ပင်လယ်ကွေးမှာတည်ရှိတဲ့ကျောင်းနိုင်ငံလေးဖြစ်ပါတယ်။လူဦးရေတန်းခက်ခက်သာရှိပြီး အရေးအုပ်ချုပ်တဲ့နိုင်ငံဖြစ်တဲ့တဲ့ကြောင့်တရားဝင်ခေါ်ဝေါ်ကတော့မာရိန်ဘီယက်နိုင်ငံဖြစ်ပါတယ်။အဓိကစီးပွားရေးကဏ္ဍတွေဖြစ်စိုက်ပျိုးရေးကတော့အမေရိကန်300ခိုင်နှုန်းစက်မှုလုပ်ငန်းများ69.300ခိုင်နှုန်းနဲ့ဝဆောင်မှုလုပ်ငန်းများကို60.400ခိုင်နှုန်းဖြင့်လုပ်ကိုင်ကြပါတယ်။ကမ္ဘာချမ်းသာမှုဆမာတော့နံပါတ်21နေရာမှာတည်ရှိနေပါတယ်။နိုင်ငံရဲ့အဓိကစီးပွားရေးကတော့ရေနံလောက်စားရှိနဲ့တန်းငွေတူဖို့ထုတ်လုပ်ခြင်းဖြစ်ပြီး ခြားလုပ်ငန်းတွေအနေနဲ့အလူမီနီယံ၊သမနိ၊ဘန်၊အာမခံ၊တေဘောတိဆောင်ချင်း၊ကီးတော်လာမူဝါဆောင်ချင်းစတာတွေကိုလုပ်ကင်ကြပါတယ်။နံပါတ်9ဆော်ဒီအာရေဗျနိုင်ငံအူချင်းဝင်ငွေ4,869ဒေါ်လာဆော်ဒီအာရေဗျနိုင်ငံကတော့အာရှနောက်ပိုင်းအာရေဗျရဲ့ကျိုးဆက်ပေါ်မှာတည်ရှိပြီးနိုင်ငံရဲ့တရားဝင်နာမည်ကဆော်ဒီအာရေဗျဘီယက်နိုင်ငံဖြစ်ပါတယ်။ဂျီနက်ဆက်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ဆော်ဒီအာရေဗျဟာအာရဗ်နိုင်ငံတွေကြားမှာတော့ အကြီးဆုံးစီးပွားရေးဆိုကို ပိုင်ဆိုင်ထားပါတယ်။ Saudi Arabia ဟာကမ္ဘာပေါ်မှာဒုတိယတန်ဖိုးကြီးမားဆုံးသဘောအရေးမြင့်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ Saudi Arabia ရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ရေနံစိမ်း၊ရေနံသက်စင်ခြင်း၊ရေနံဓာတုပစ္စည်းများ၊အမိုနီယာ၊ဆိုဒီယမ်ဟိုက်ဒရိုဆိုင်၊ဗီလံမြေ၊ဓာတ်မြေဩဇာ၊ပလတ်စတစ်၊သတ္တုသူဖော်ခြင်း၊သဲဖော်ပြပြခြင်း၊လေယာဉ်ပြပြခြင်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။ နံပါတ်30တောင်ကိုရီးယားနိုင်ငံတူချင်းဝင်ငွေ4,028ဒေါ်လာအရှိအာစာကိုရီးယားကျောဆက်တာဝိုင်းမှာတည်ရှိတဲ့တောင်ကိုရီးယားနိုင်ငံဟာအာစာရဲ့စီးပွားရေးထိပ်တန်းနိုင်ငံတနိုင်ငံဖြစ်ပါတယ်လူဦးရေ50သန်းကျော်နေထိုင်ပြီးနိုင်ငံရဲ့တရားဝင်မြေကကိုရီးယားသမ္မတနိုင်ငံဖြစ်ပါတယ်အဓိကစီးပွားရေးကဏ္ဍတွေအဖြစ်စိုက်ပျိုးရင်းကိုနေ့တတမနေ့ရခိုင်နှုန်းစစ်မှုလုပ်ငန်းများကို 69.300ခိုင်နှုန်းနဲ့မော်ဆောင်မှုလုပ်ငန်းများကို58.300ခိုင်နှုန်းလုပ်ကိုင်ပါတယ်။တောက်ကိုရီးယားနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ electronic, telecom လုပ်ငန်း၊ကားထုတ်လုပ်ရေး၊ဓာတ်ဒုနဲ့တက်ဖို့တည်ဆောက်ရေးလုပ်ငန်းများကိုလုပ်ကိုင်ကြပါတယ်။ဟုတ်ကဲ့ပါဗျာ။ကျွန်တော်တို့အာရှနိုင်ငံများအကြောင်းဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေဗျာ။ဆုံးစားခဲ့မယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်တို့ဖွေရင်လိုချက်တွေရှိရင်လည်းနားလည်ပြဖို့အတွက်မြတ်တိုင်းရေးခံပါတယ်ဗျာ ဆုံးတည်ရှိပေးကြရတဲ့အားလုံးကျေးဇူးထူးတင်ရှိပါတယ်ဗျ။အခုတင်ဆက်ပေးသွားတဲ့အကြောင်းအရာများနဲ့ဗီဒီယိုချို့ကို Google, Facebook နဲ့ YouTube မှာရှာယူပေါ်ပြထားတဲ့အတွက် credit ပေးပါရခင်ဗျာ။